ီကနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့လက်ရှိနိုင်ငံတကာသတင်းစာစာမျက်နှာတွေပေါ်မှာပဲ့တင်ထပ်နေတဲ့အရေးကြီးတဲ့ကိစ္စရတစ်ခုပါပဲ။အဲ့ဒါကတရုတ်နိုင်ငံရဲ့ဂျပန်နိုင်ငံပေါ်လေကြောင်းတိုက်ခိုက်မှုပုံစံမျိုးတရုတ်ပြလေကျင်းမှုတွေနဲ့ထိုင်ဝမ်စစ်တပ်ရဲ့လာမယ့်နှစ်နှစ်အတွင်းအမြင့်ဆုံးအဆင့်တင့်ပြင်ဆင်မှုအဆင့်ကိုရောက်ရှိဖို့ရည်မှန်းချက်တွေပဲဖြစ်ပါတယ်။ဒီကိစ္စကိုရိုးရိုးစေးစေးလေ့ကျင့်မှုသတင်းသက်သေအဖြစ်မဟုတ်ပဲလက်ရှိဂျပန်နဲ့တရုတ်ကြားဆက်ဆံရေးဟာထိုင်ဝမ်ကိစ္စကြောင့်ဘလောက်ထိဆိုးရွားလာနေလဲဆိုတာကို အသေးစိတ်သုံးသပ်ကြည့်လိုက်ကြရအောင်။လက်ရှိအခြေအနေကို ပထမဆုံးလေ့လာကြည့်လိုက်ရအောင်ပါ။ဂျပန်နဲ့တရုတ်ကြားကတင်းမာမှုတွေဟာထိုင်ဝမ်အရေးကိစ္စကြောင့်တိတိတသားမြင့်တက်လာနေပါတယ်။နိုင်ငံရေးလေ့လာသူတွေကဒါကိုတန်တမန်ရေးရာအငင်းပွားမှုလို့ခပ်ပေါ်ပေါ်သုံးနှုံးကြပေမဲ့လက်တွေ့မြေပြင်မှာတော့အခြေအနေကအဲ့ဒီထက်အများကြီးပိုဆိုးရွားနေပါတယ်။ဒီတင်းမာမှုတွေဟာရော့ကျသွားမယ်အရေးအယံလုံးဝမရှိသေးပါဘူး။ဂျပန်နဲ့တရုတ်ဆက်ဆံရေးဟာတမိုင်းတစ်လျှောက်လုံးဘယ်တုန်းကမှချုံးမွေးကြတာမဟုတ်ခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာတော့နှစ်နိုင်ငံဆက်ဆံရေးဟာအောက်ဆုံးအမှတ်ကို ရောက်နေပြီလို့သုံးသပ်လို့ရပါတယ်။ဒီတင်းမာမှုရဲ့ပြင်းထန်ပုံကိုပြသတဲ့အနေနဲ့တရုတ်နိုင်ငံကတရုတ်ဂျပန်တောင်ကိုရီးယားသုံးဖွဲ့ဆိုင်ယဉ်ကျေးမှုဝင်ကြီးများအစည်းအဝေးကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။ဒီလိုနိုင်ငံကအစည်းအဝေးကိုဖျက်သိမ်းတာဟာတန်တမန်ရေးရာအရာကြီးမားပြီးတိုက်ရိုက်ကြတဲ့သတင်းစကားတစ်ခုကိုပေးပို့လိုက်တာပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲဂျပန်ဘက်ကလည်းတံပြန်တုံ့ပြန်မှုတွေလှုံ့ဆော်လာပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးကဂျပန်နိုင်ငံဟာယူနာဂူနူကျွန်းနားမှာဒုံးကျည်တပ်ဖွဲ့တွေချထားဖို့စီစဉ်နေတယ်လို့တရားဝင်ပြောကြားလိုက်ပါတယ်။ယူနာဂူနီကျွန်းဆိုတာတာမန်ကျွန်းမဟုတ်ပဲထိုင်ဝမ်ရဲ့အရှိတ်ကီလိုမီတာ100မိုင်60ခန့်သာဝေးတဲ့မဟာဗျူဟာယာအလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာတည်ကြတဲ့ဒုံးကျည်တွေတက်ဆင်မယ်ဆိုတာကတရုတ်နိုင်ငံရဲ့ထိုင်ဝမ်ကိုကျူးကျော်မဲ့လမ်းကြောင်းကိုဒိုက်ရိုက်ချင်းချောက်ရာရောက်နေတာအမှန်ပါပဲ။ဒီလိုတံပြန်ခြေလှမ်းတွေဟာဒေတာရင်းစည်ရေးဟန်ချက်တွေကိုပြောင်းလဲစေပါတယ်။ တစ်ချိန်တည်းမှာပဲဂျပန်ဘက်ကလည်းတံပြန်တုံ့ပြန်မှုတွေလှုံ့ဆော်လာပါတယ်။ဒီလောက်ထိတင်းမာမှုတွေမြင့်တက်လာရတဲ့အထူးကအကြောင်းရင်းကတော့ဂျပန်ဝန်ကြီးချုပ်တဲ့စာနေတာကာအီရှိရဲ့တွတ်တော်မှာပြောခဲ့တဲ့အမှတ်ချက်စကားတစ်ခုကြောင့်ပါပဲ။လွန်ခဲ့တဲ့လအစောပိုင်းတုန်းကပါလီမန်မှာမေးခွန်းတစ်ခုကိုဖြေကြားရင်းဂျပန်နိုင်ငံရဲ့လုံခြုံရေးဟာထိုင်ဝမ်ရဲ့နေမြေတည်တံ့ခိုင်ပြန့်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်လို့ရှင်းရှင်းလင်းလင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီစကားတခွန်ဟာရိုးရိုးရှင်းရှင်းထွက်လာတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရာအလွန်ကြီးမားတဲ့အတိတ်ပဲသက်ရောက်မှုတွေရှိပါတယ်။ဝန်ကြီးချုပ်တာကာအီချီဟာထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းဟာဂျပန်နိုင်ငံအတွက်တည်ရှိမှုဆိုင်ရာအကျက်အတည်းဖြစ်လာနိုင်တယ်လို့အတီလင်းထုတ်ဖော်ပြောဆိုခဲ့တဲ့ပထမဆုံးသောဂျပန်ဝန်ကြီးချုပ်ဖြစ်လာနိုင်ပါတယ်။ဒီတည်ရှိမှုဆိုင်ရာအကျက်အတည်းဆိုတဲ့စကားလုံးကဘာကြောင့်ဒီလောက်အရေးကြီးရတာလဲဆိုတော့ဂျပန်ရဲ့ဥပဒေအရဒီသက်မှတ်ချက် ပေးလိုက်ပြီးဆိုတာနဲ့ဂျပန်အစိုးရအနေနဲ့စည်ရေးအရာပါဝင်ပတ်သက်ခွင့်အတွက်ဥပဒေကြောင်းအရတရားဝင်ဖြစ်မှုကိုချက်ချင်းရရှိသွားလိုပါပဲ။ အရင်တုန်းကဂျပန်ဟာကိုယ်နိုင်ငံကိုတိုက်ရိုက်တိုက်ခိုက်ခံရမှသာစစ်တပ်ကိုအသုံးပြုခွင့်ရှိခဲ့တာပါအခုတော့ထိုင်ဝမ်ကိုတိုက်ခိုက်တာဟာဂျပန်ရဲ့အသက်သွေးကြောလုံခြုံရေးကိုချိမ့်ချောက်တာပဲလို့တရားဝင်အတိတ်ပဲဖွင့်ဆိုလိုက်တာပဲဖြစ်ပါတယ်ဂျပန်နဲ့တရုတ်ကြားမှာစစ်ပွဲကာလနာကြီးချက်တွေနေမည်အငင်းပွားမှုတွေအများကြီးရှိခဲ့မှုပဲမြင့်ဒီတစ်ချိန်အငင်းပွားမှုကတော့လုံးဝမတူညီပါဘူးဘာလို့လဲဆိုတော့ထိုင်ဝမ်ကိစ္စဟာတရုတ်အတွက်လုံးဝကြော်ဖြတ်ခွင့်မပြုတဲ့အနေအောင်မြင်ဖြစ်နေလို့ပါပဲ တခြားကိစ္စတွေမှာဆိုရင်တရုတ်အနေနဲ့ဒါဟာချိန်ချောက်မှုမဟုတ်ပါဘူးဆိုပြီးလျှစ်လျို့ရှုလို့ယာကောင်းရနိုင်ပေမဲ့ထိုင်ဝမ်နဲ့ပတ်သက်လာရင်တော့ဘလို့ short ပေါ့စဉ်းစားမှုမျိုးမှမရှိပဲလုံးဝကိုတီးမခံနိုင်တာပါဝင်ကြီးချုပ်တာကာအီချီဟာလူတိုင်းတိတ်တိတ်လေးပဲပြောကြစီစဉ်ကြတဲ့အရာကိုအတန်ကြဲကြဲထုတ်ပြောလိုက်တာဖြစ်တယ်လို့သတင်းတောက်တွေကသုံးသပ်ကြပါတယ်နိုင်ငံကောင်းဆောင်တွေဟာထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးနောက်ွယ်မှာပဲတိတ်တဆိတ်စီစဉ်ကြတာများပါတယ်ဒါပေမဲ့တာကာအီချီကတော့ ငါတို့ဒီကိစ္စကိုထည့်သွင်းစဉ်းစားရမယ်လို့လူသိရှင်ကြောင်းဝန်ခံပြောဆိုလိုက်တဲ့အတွက်တရုတ်အစိုးရနဲ့ပေကျင်းဘက်ကတုံ့ပြန်မှုတွေကချက်ချင်းဆိုသလိုပြင်းထန်လာပါတယ်။တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုတွေဟာတန်တမာရေးရအဆင့်ကိုကျော်လွန်ပြီးစီးပွားရေးနဲ့ယဉ်ကျေးမှုအဆင့်ထိရောက်လာပါတယ်။တရုတ်နိုင်ငံသားတွေကိုဂျပန်နိုင်ငံကိုမသွားရောက်ကြဖို့တရားဝင်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်လေကြောင်းလိုင်းတွေကိုဂျပန်ခီးစဉ်ရဲ့ရက်ကိုတိတိတသားရှော့ချဖို့ညွှန်ကြားခဲ့ပါတယ်။ဒါဟာစီးပွားရေးဖိအားပေးမှုတစ်မျိုးပါ။ ဂျပန်ပင်လယ်သာတင်သွင်းမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုင်းငံ့လိုက်ပြီးဂျပန်စီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေခဲ့ပါတယ်။ဂျပန်ရုပ်ရှင်တွေကိုပြည်ရင်းမှာပြသခွင့်ပြုတာကိုရပ်ဆိုင်းလိုက်ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဝန်ကြီးချုပ်ကတာကာအီချီကိုသူမရဲ့မှတ်ချက်စကားပြန်လည်ရုံသိမ်းဖို့အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့တာကာအီချီကငြင်းဆိုခဲ့ပါတယ်။သူမကတိုချိုရဲ့ရည်တည်ချက်ဟာပြောင်းလဲခြင်းမရှိကြောင်းနဲ့ဒေတာရင်းလုံခြုံရေးအကျက်တဲဖြစ်လာရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာဟာ ဂျပန်ရဲ့မူဝါဒအတိုင်းသာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဒါဟာအာရှဒေသတွင်မဟာဗျူဟာအပြောင်းအလဲများစတင်နေပြီဖြစ်ကြောင်းရှင်းလင်းပြသတဲ့လက္ခဏာပါပဲ။ဒီနေရာမှာစိတ်ဝင်စားဖို့အကောင်းဆုံးချက်ကတော့ဝင်ကြီးချုပ်ဒါကာအီချီဟာနိုဝင်ဘာလ9ရက်နေ့မှာ ပါလီမန်မှာဒီအရေးပါတဲ့စကားကိုပြောကြားခဲ့တာဖြစ်ပါတယ်။သူမကတရုတ်ကထိုင်ဝမ်ကိုသိမ်းပိုက်ဖို့ကြိုးစားပြီးစစ်သည်မော်တွေလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ဒါဟာဂျပန်အတွက်တည်ရှိမှုဆိုင်ရာအကျပ်တဲဖြစ်လာနိုင်တယ်လို့ရှင်းလင်းစွာပြောပြခဲ့တာပါဒီစကားလုံးတွေကရိုးရိုးစကားလုံးတွေမဟုတ်ပါဘူးဂျပန်ရဲ့ဖွဲ့စည်းပုံခြေကံဥပဒေခြေကံဥပဒေနဲ့2015ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့လုံခြုံရေးဥပဒေတွေအရ existential crisis ဆိုတဲ့အခြေအနေမျိုးရောက်မှသာဂျပန်ဟာကိုယ်စစ်တပ်ကိုမိဖက်နိုင်ငံတစ်ခုကိုကာကွယ်ဖို့စုပေါင်းကာကွယ်ရေးလှုပ်ဆောင်ခွင့်အတွက်စိတ်လှုပ်ခွင့်ရှိတာပါအစင်လာရဂျပန်ကောင်းဆောင်တွေဟာဒီအချက်ကိုရှောင်ရှားပြီး ထိုင်ဝမ်ရေးနဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာဖြေရှင်းစေချင်တယ်လို့ရေဘူးရဆန်ဆန်တန်တမန်ဆန်ဆန်ပြောလို့ရှိပါတယ်။ဒါပေမဲ့ဝင်ကြီးချုပ်တာကအီချီကတော့မတူပါဘူး။သူမကရရဲ့တင်းတင်းနဲ့ပွန့်ပွန့်လင်းလင်းဒီလိုမျိုးပြောဆိုလိုက်တာပါ။အရင်ကဝင်ကြီးမဖြစ်ခင်တုန်းကလည်းသူမကဒီလိုသဘောထားမျိုးရှိခဲ့ဘူးပါတယ်။ဒါပေမဲ့အခုလိုဝင်ကြီးချုပ်ယာရုနဲ့တရားဝင်မှတ်တမ်းဝင်ပြောကြားလိုက်တာကတော့တရုတ်အတွက်တရားဝင်အတီးပြုချက်တစ်ခုဖြစ်သွားစေပါတယ်။ တရုတ်ကသူမဒီလိုမျိုးလုပ်လိုက်မယ်လို့ကြိုတင်မျှော်လင့်ထားပြီးသားကောင်းဖြစ်နိုင်ပေမဲ့သူမလုပ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ကြောင်းရုံမှုတွေမှန်ကန်ကြောင်းတက်တည်ပြလိုက်တယ်လို့ဖြစ်သွားပြီးဒါကြောင့်အခုလိုပြင်းပြင်းထန်ထန်တုံ့ပြန်လာတာပဲဖြစ်ပါတယ်ဒီနေရာမှာမေးစရာရှိလာတာကတော့သူမကဝင်ကြီးချုပ်ဖြစ်တာတလားလောက်ပဲရှိပါသေးတယ်ရုံးခန်းမှာအထုပ်ပိုးတော်မဖြစ်ရသေးဘူးဘာလို့ဒီအချိန်မှာဒီလိုအထိမခံတဲ့ပြဿနာကိုရွေးချယ်ပြီးမီးမွှေးလိုက်ရတာလဲဆိုတဲ့အချက်ပါ ။လုံးသက်ချက်တစ်ခုအရသူမဟာဒီစကားကိုတမင်တကာရွေချက်ရှိရှိပြောခဲ့တာဟုတ်မဟုတ်တန်တရားဖြစ်စရာရှိတယ်လို့ဆိုပါတယ်။သူမကအလုတ်အစ်မှာအရန်အလုတ်များပြီးအေးရေးပြက်စိတ်ဖိစီးမှုတွေနဲ့ပါလီမန်မှာအတိုက်ခံတွေရဲ့မေးခွန်းထုတ်မှုတွေကိုအကြကြီးရင်ဆိုင်ခဲ့ရတဲ့နောက်ဖိအားများပြီးတောင်းကျပ်သွားတဲ့အနေထားကနေဒီလိုပြောထွက်သွားတာဖြစ်နိုင်ပါတယ်။ဒါဟာကြိုတင်ပြင်ဆင်ထားတဲ့မိန်ကွမဟုတ်ပဲအမေးဖြေကဏ္ဍမှာရုတ်တရက်ထွက်ပေါ်လာတဲ့စကားဖြစ်လို့ပါဒါပေမဲ့ဒီမှတ်ချက်အပေါ် ဂျပန်ပြည်သူတွေရဲ့တုံ့ပြန်မှုကတော့ရောထွေးနေပါတယ်။တချို့ကသူမကိုထောက်ခံကြပြီမဲ့အတိုက်ခံတွေနဲ့ဝေဖန်သူတွေကတော့ဒီလိုမပြောသင့်ဘူးလို့မြင်ကြပါတယ်။အရေးကြီးတဲ့ချက်ကတော့သူမရဲ့လူမှုထောက်ခံမှုနှုန်းကတော့အလွန်မြင့်မားနေစေပါ။ဆယ်သူနဲ့နှစ်ခုအတွင်းမှာအမြင့်ဆုံးလို့တောင် ပြောလို့ရပါတယ်။နောက်တစ်ချက်ကဂျပန်ပြည်သူတွေအတွက်တော့ဒီစကားကလုံးဝမမျှော်လင့်ထားတဲ့အရာမဟုတ်ပါဘူး။2005ခုနှစ်ဥပဒေပြဋ္ဌာန်းပြီးကတည်းက ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်မှာပြည်သူအဆင့်ဆွေးနွေးမှုတွေရှိနေကြတာပါထိုင်ဝမ်ကဂျပန်နဲ့ကလျက်မှာရှိနေတာကြောင့်အဲ့ဒီမှာစစ်ဖြစ်ရင်ဂျပန်ကိုထိခိုက်မှာသိကြပါတယ်ထိုင်ဝမ်မှာရှိတဲ့ဂျပန်နိုင်ငံသားထောင်ပေါင်းများစွာကိုကယ်ထုတ်ဖို့ကူညီဖို့လိုအပ်လာမှာမို့အစိုးရအနေနဲ့တခုခုတော့ဆုံးဖြတ်ရမယ်ဆိုတာကိုပြည်သူတွေကနားလည်လက်ခံထားပြီးသားဖြစ်ပါတယ်ဒီတင်းမာမှုတွေကြမှာပုံပြီးထိတ်လန့်စရာကောင်းလာတာကတရုတ်အစိုးရဘက်ကတုံ့ပြန်မှုတွေဟာတာမန်တန်တမန်စကလုံးတွေရဲ့အဆင့်ကိုကျော်လွန်လာတာပါပဲ အိုဆာကာမြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ရှယ်ဂျန်းရဲ့လူမှုကွန်ရက်ပေါ်က post အခုမှဆိုရင်တော်တော်လေးကိုရိုင်းဆိုင်ပြီးချိန်ချောက်တဲ့သဘောတက်ရောက်နေပါတယ်။နောက်ပိုင်းမှာသူဒီ post ကိုဖျက်လိုက်ပြီးမဲ့ဂျပန်မီဒီယာတွေကပေါ်ပြပြီးသားဖြစ်နေလို့ online မှာပွက်လောရိုက်သွားခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ဒီလိုဖြစ်ရဖြစ်ပြီးမှ ပေကျင်းဆိုရကဒီကိစ္စကို ပို့ပြီးအလေးနက်ထားဂိုင်လွယ်လာတာတွေ့ရပါတယ်။တရုတ်အတွက်ထိုင်ဝမ်ဆိုတာအနီးရောင်မြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်။ တခြားကိစ္စတွေမှာအလျှော်အတင်းရှိနိုင်ပေမဲ့ထိုင်ဝမ်ကိစ္စမှာတော့ဘလို့မှလက်မခံနိုင်ပါဘူးတရုတ်ကထိုင်ဝမ်ကိုသူတို့ပိုင်တဲ့အဖြစ်သတ်မှတ်ထားပြီးပြန်လည်ရယူမယ်လို့ဆုံးဖြတ်ထားပါတယ်ဒါကြောင့်ဘသူကပဲထိုင်ဝမ်နဲ့ပတ်သက်ပြီးစီးကြော်တဲ့စကားပြောလာပါစေသူတို့ကချက်ချင်းပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးနှိတ်ကိုရပါမယ်မဟုတ်ရင်နောက်6လနေရင်နောက်တစ်ယောက်ကထပ်ပြောလာမှာကိုသူတို့ကစိုးရိမ်လို့ပါနောက်တစ်ခုကတော့တရုတ်ရဲ့နိုင်ငံရေးတွက်ချက်မှုပဲဖြစ်ပါတယ် တရုတ်ကဝင်ကြီးချုပ်တာကာအီချီကိုအားနိုင်တဲ့ခေါင်းဆောင်လို့ယူဆကောင်းယူဆနိုင်ပါတယ်။သူမကဝင်ကြီးချုပ်အသစ်ဖြစ်တယ်လို့ပါလီမန်နှစ်ရက်စလုံးအတွက်အမတ်နေရာမရှိပါဘူး။အရင်ဝင်ကြီးချုပ်တွေလည်းတတ်တန်းတူခဲ့ကြတော့တရုတ်ကငါတို့ဖိအားပေးလိုက်ရင်သူပြုတ်ကျသွားပြီးပိုပြီးသဘောထားပြော့ပြောင်းတဲ့လူတစ်ယောက်တက်လာနိုင်တယ်လို့တွက်ချက်ထားပုံရပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီတွက်ချက်မှုကမှားယွင်းနိုင်ချေအလွန်များနေပါတယ်။တာကာအီချီကရွေးကောက်ပွဲခေါ်ယူဖို့ပြင်ဆင်နေပြီးသူမရဲ့လူလူထောက်ခံမှုကမြင့်မားနေတဲ့အတွက် အမတ်နေရာကို ပြန်လည်ရယူနိုင်ခြင်းရှိပါတယ်။ပို့ဆိုးတာကတရုတ်ရဲ့ဖိအားတွေချိန်ချောက်မှုတွေကဂျပန်ပြည်သူတွေကြားမှာသူမကိုပို့ပြီးထောက်ခံလာအောင်တွန်းအားပေးသလိုဖြစ်သွားနိုင်ပါတယ်။ဂျပန်နဲ့တရုတ်ကြားကဒီလိုတင်းမာမှုတွေကိုနားလည်ဖို့ဆိုရင်တမိုင်းကြောင်းကိုမလွဲမသွေပြန်ကြည့်ရပါမယ်။တရုတ်အတွက်တော့ဒုတိယကမ္ဘာစစ်ဆိုတာ1939ကနေ1945လို့သတ်မှတ်တာထပ်ပိုရှိလျားပါတယ်။သူတို့တို့က1932ခုနှစ်ကနေ1945အထိ ကြာမြင့်ခဲ့တဲ့နာကြီးစရာကာလပါဒီကာလမှာဂျပန်ကကိုလိုနီအင်အားကြီးနိုင်ငံဖြစ်ကိုရီးယားထိုင်ဝမ်နဲ့တရုတ်မြောက်ပိုင်းဒေသအများအပြားကိုသိမ်းပိုက်ခဲ့ပါတယ်အထူးသဖြင့်1938ခုနှစ်မှာရှန်ဟိုင်းနန်ဂျင်းနဲ့တရုတ်တောင်ပိုင်းကိုကျူးကျော်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်တန်ပေါင်းများသောတရုတ်ပြည်သူတွေတည်ဆုံခဲ့ရပါတယ်ဒီသမိုင်းဝင်နာဂျီချက်တွေအမုန်းတရားတွေကအခုထိနိုင်ငံရေးဆက်ဆံရေးမှာအမြင့်တွင်နေစေဖြစ်ပါတယ် တရုတ်ကဂျပန်အစိုးရနဲ့ပြည်သူတွေဟာသူတို့ရဲ့အတိတ်ကလောရက်တွေအတွက်စစ်မှန်တဲ့နောင်တမရသေးဘူးလို့ခိုင်ခိုင်မာမာယုံကြည်နေပါတယ်။အခုဝန်ကြီးချုပ်တာကအီချီရဲ့ထိုင်ဝမ်ကိစ္စမှာဂျပန်ပါဝင်လာမဲ့သဘောထားကိုလည်းထိုင်ဝမ်ကိုကိုလိုနီအဖြစ်ပြန်သိမ်းချင်တာမဟုတ်ရင်တော့တရုတ်ပြည်မကြီးကနေခွဲထုတ်ဖို့ကြိုးစားနေတာလို့ပဲတရုတ်ဘက်ကမြင်ကြပါတယ်။ဂျပန်ဘက်မှာတော့ဒီအမြင်တွေကအနှိမ့်ငယ်ကွဲပြားပါတယ်။1992ခုနှစ်နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်ပြီးနောက်ပိုင်း ဂျပန်ကတရုတ်ကိုနည်းပညာနဲ့အကူအညီတွေအများကြီးပေးခဲ့ပါတယ်။ဒါဟာအတိတ်ကအမှားတွေကိုပြန်လည်ကူစားလိုတဲ့စိတ်ဓာတ်နဲ့လှုပ်ဆောင်ခဲ့တာလို့ယူဆသူတွေရှိပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းငါတို့စစ်ရှုံးလို့ဒါအပြစ်တင်ခံနေရတာတခြားနိုင်ငံတွေလည်းစစ်တိုက်တာပဲ။ငါတို့မှာဘာမှမရှိဘူးလို့ယူဆတဲ့အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့လူဒန်းသားတရက်လည်းရှိနေပါတယ်။ဒါပေမဲ့လည်းလက်ရှိဂျပန်လူငယ်တွေခေတ်လူငယ်တွေကတော့တမိုင်းထက်လက်တွေအကျိုးအမြတ်ကိုပိုပြီးကြည်နေကြပါတယ်။သူတို့က ငါတို့ဘေးမှာစီးပွားရေးနဲ့စည်ရေးအင်အားကြီးမားတဲ့နိုင်ငံကြီးတစ်ခုရှိနေတယ်။သူတို့ရဲ့လွှမ်းမိုးမှုအောက်ကိုမရောက်ပဲစီးပွားရေးအကျိုးအမြတ်တွေရအောင်ဘလို့ပေါင်းသင်းဆက်ဆံရမလဲဆိုတဲ့မဟာဗျူဟာကိုပဲအဓိကစဉ်းစားနေကြတာဖြစ်ပါတယ်။စီးပွားရေးရကြည့်မယ်ဆိုရင်ဂျပန်အတွက်စိုးရိမ်ကြတဲ့တကယ်ကိုရှိနေပါတယ်။ဂျပန်စီးပွားရေးက GDP ကျဆင်းနေတယ်၊ရန်ငွေတန်ဖိုးကျနေတယ်၊ငွေကြေးဖောက်မွှားမှုရှိနေတဲ့အတွက်အားနည်းနေတဲ့အချိန်မှာတရုတ်ရဲ့ဖိအားဟာကြီးမားတဲ့ထုံနှက်ချက်ဖြစ်လာနိုင်ပါတယ်။ ရုတ်ခီးသွားတွေဟာဂျပန်ကိုလာရောက်လည်ပတ်သူစုစုပေါင်းရဲ့၄ပုံ၃ပုံလောက်ရှိတဲ့အတွက်သူတို့မလာတော့ရင်ခရီးသွားလုပ်ငန်းထိခိုက်မှာသေချာပါတယ်။ဒါပေမဲ့ပိုပြီးကြီးမားတဲ့အန္တရာယ်ကတော့ဂျပန်ကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်။ Toyota, Honda, Uniqlo, 7-11စတဲ့ဂျပန်ကုမ္ပဏီတွေဟာတရုတ်ဈေးကွက်မှာဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားပါတယ်။တရုတ်ပြည်သူတွေကသပိတ်မှောက်ကြရင်ဒါမှမဟုတ်တရုတ်အစိုးရကစီးပွားရေးလုပ်ငန်းတွေကိုကန့်သတ်လိုက်ရင်ဂျပန်စီးပွားရေးအတွက်အလွန်အထိနာစရာပါ။ ်အထူးသဖြင့်တရုတ်ကားကုမ္ပဏီတွေရဲ့ရှင်းပြမှုကြောင့်ဂျပန်ကားရောင်းအားကျဆင်းနေချိန်မှာဒီလိုဖိအားတွေထပ်ဖြစ်လာရင် ပြဿနာပိုဆိုးသွားနိုင်ပါတယ်လောလောဆယ်မှာတော့တရုတ်ပြည်သူတွေကြားမှာကြီးမားတဲ့သပိတ်ပေါက်မှုမျိုးတွေမတွေ့ရသေးပါဘူးဂျပန်စားတောက်ဆိုင်တွေလူစီကားနေတော့ပဲဖြစ်ပြီးအရင်2005 2010တုန်းကလိုဆိုင်တွေမှာဂျပန်စန့်ကျင်ရေးပုံစံမျိုးတွေမတွေ့ရသေးတာဟာယာယီအဖြစ်ကန့်ကောက်တယ်လို့ဆိုရပါမယ်ဒီထိတ်တိုက်တွေ့ဆုံမှုရဲ့နောက်ဆုံးအခြေအနေမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းပါဝင်လာပါတယ် ထရန့်ဟာရှီကျင်းဖြစ်နေရောတာကာအီချီနဲ့ပါဖုန်းပြောခဲ့ပါတယ်။ရှီကျင်းဖြစ်နေပြောတော့ကထိုင်ဝမ်ကြောင်းထဲ့မပြောခဲ့ပေမဲ့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ထိုင်ဝမ်ပြန်လည်ပေါင်းသရေးဟာမရှိမဖြစ်လိုအပ်တယ်လို့ရှီကထရန့်ကိုပြောခဲ့ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။တာကာအီချီနဲ့ပြောတော့ကတော့ထရန့်ကတူဂျိုနဲ့ဆက်ဆံရေးခိုင်မာကြောင်းအတည်ပြုခဲ့ပြီးဘယ်အချိန်မှဆိုဖုန်းခေါ်လို့ရကြောင်းပြောခဲ့ပါတယ်။ဒါဟာအမေရိကန်အနေနဲ့အဓိကမဟာမိတ်ဂျပန်ရဲ့ အကြီးမားဆုံးပြိုင်ဘက်တရုတ်ကြားမှာမျှကြေညှိနေရတဲ့ရှုပ်ထွေးတဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းပြသနေပါဗျ။နေကုန်းချုပ်အနေနဲ့ပြောရရင်ဂျပန်ဘက်ကတော့လက်ရှိအခြေအနေကိုငြိမ်သက်သွားအောင်ဖြည်းဖြည်းချင်းတိုးတိုးသိသိနဲ့ကြိုးစားသွားမယ်ပုံပေါ်ပါဗျ။လာမယ့်ဇန်နဝါရီလမှာဖြစ်လာနိုင်တဲ့ဂျပန်ရွေးကောက်ပွဲရလဟာအလွန်အရေးကြီးပါဗျ။တာကာအီချီအနာရပြီးနိုင်ငံရေးတည်ငြိမ်မှုရှိလာရင်သူမအနေနဲ့ဒီလိုထိရှလွယ်တဲ့စကားမျိုးထပ်မပြောဘဲတန်တမန်နီးလက်နဲ့ဖြည့်ရှင်းဖို့ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့ခေါင်းစဉ်မှာပါသလိုပဲထိုင်ဝမ်စစ်တပ်က2029ခုနှစ်ခုနှစ်မှာအမြင့်ဆုံးအသင့်ပြင်ဆင်မှုရှိဖို့ရည်မှန်းထားတယ်ဆိုတာကိုတော့မမေ့တင်ပါဘူး2029ခုနှစ်မှာတရုတ်စစ်တပ် PLA တီထောင်ခြင်းနှစ်တရာပြည့်ဖြစ်တယ်လို့ရှီကျင်းဖင်ကထိုင်ဝမ်ကိုသိမ်းပိုက်နိုင်စမ်းရှိဖို့စစ်တပ်ကိုညွှန်ကြားထားတဲ့နှစ်လို့လည်းယူဆကြပါတယ်တရုတ်ကဂျပန်ကိုလေကြောင်းတိုက်ခိုက်မှုပုံစံတရုတ်ပြလေ့ကျင့်နေတာတွေဂျပန်ကဒုံးကျည်တွေတက်ဆင်နေတာတွေဟာဒီ2029ခုနှစ်ပန်းတိုင်ကိုဥတီပြီး နှစ်ဖက်စလုံးကကြိုတင်ပြင်ဆင်နေကြတဲ့လက္ခဏာတွေပါပဲ။ဒါကြောင့်ဒီနှစ်မှာတော့ဆက်ဆံရေးတိတိတသာတိုးတက်လာဖို့မမြင်ရသေးပဲနှစ်ဖက်စလုံးကမုံတိုင်းမလာခင်ကြိုတင်ပြင်ဆင်နေကြတဲ့တင်းပါတဲ့အခြေအနေလို့သာသုံးသပ်ရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။